ဒီဗီဒီယိုမှာတော့ကင်မရာအယူအဆစီနီမတိုဂရာဖီနဲ့ပတ်သက်တဲ့အခေါ်ဝေါ်ချို့ကိုထပ်ပြီးတော့မိတ်ဆက်သွားမှာဖြစ်ပါတယ်။အင်တာနက်ပေါ်ကနေရုပ်ရှင်တွေကိုကြည့်ရင်ဖြစ်ဖြစ် TV channel တွေကနေပြရရုပ်ရှင်တွေကိုကြည့်ရင်ဖြစ်ဖြစ် screen အပြည့်မြင်ရတယ်ဆိုတာမျိုးအများအားမရှိပါဘူး။ဥပမာဘေးတစ်ဖက်တစ်ချက်မှာလွတ်နေရမျိုးဒါကများသောအားဖြင့်အရင်ခေတ်တုန်းကရိုက်ခဲ့တဲ့ရုပ်ရှင်တွေမှာမြင်ရတဲ့တချို့ရုပ်ရှင်တွေကြတော့ဘေးတစ်ဖက်တစ်ချက်အပြည့်အထိပါတယ်အပေါ်နဲ့အောက်မှာပဲလွတ်နေတယ်။တချို့ရုပ်ရှင်တွေကြတော့လည်း screen ပြည့်မြင်ရတယ် ဘာဖြစ်လို့ရုပ်ရှင်တကားနဲ့တကား screen ပေါ်မှာနေရယူရဲ့ site ချင်းမတူပါလဲဆိုတော့အဲ့ရုပ်ရှင်တွေကမတူညီတဲ့ aspect ratio တွေကိုသုံးထားလို့ဖြစ်ပါတယ် aspect ratio ဆိုတာဘာလဲဆိုတော့မြင်ကွင်းတစ်ခုရဲ့အလျားနဲ့အနံ့ကိုခြားထားတဲ့အချို့ဖြစ်ပါတယ် aspect ratio ကတကယ်တမ်းတော့အနုပညာကိစ္စဆိုတဲ့ဆိုင်အနုပညာကိစ္စလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ကျဆက်ဆက်ပြောင်းလဲဖွံ့ဖြိုးလာတဲ့ရုပ်ရှင်ဒီပညာတွေကိုမှုတီးပြီးတော့မတူညီတဲ့ aspect ratio တွေကပေါ်လာတာပေါ့နော်ဒါပေမဲ့ ုပ်ရှင်တကားကိုရိုက်မယ်ဆိုရင်ဘယ် aspect ratio သုံးလဲဆိုတာလဲအနုပညာဆုံးဖြတ်ချက်တစ်ခုဖြစ်လာရတဲ့အခါမျိုးလည်းရှိပါတယ်တချို့ရုပ်ရှင်တွေဆိုရင်တကားထဲမှာပဲမတူတဲ့ aspect ratio တွေသုံးရမျိုးရှိရပေါ့နော်ဥပမာ Trader Wes Anderson ရိုက်တဲ့ The Grand Budapest Hotel မှာဆိုရင်မတူတဲ့ခက်တွေကိုပြဖို့မတူတဲ့ aspect ratio တွေကိုသုံးရပါပေါ့ စီနီမတိုဂရဖီနဲ့ပတ်သက်ပြီးနောက်ထပ်ပြောရတဲ့ခုကတော့ focal length ဖြစ်ပါတယ်။ focal length ဆိုတော့ shot တစ်ခုရိုက်တဲ့အချိန်မှာတုံထားတဲ့ camera lens ရဲ့အရှိ camera lens ရဲ့အလျားပေါ့ဒါ technical definition တော့မဟုတ်ဘူးဒါပေမဲ့အလွယ်ဆုံးလို့ပြောရအောင် focal length သင်မြင်ဝင်တဲ့အရာဝတ္ထုတွေကတစ်ခုနဲ့တစ်ခုပိုပြီးတော့ဝေးပြန်အောင်ထည့်ရပါတယ် focal length များရင်မြင်ဝင်တဲ့အရာဝတ္ထုတွေကတစ်ခုနဲ့တစ်ခုပိုပြီးတော့နီးနေပြန်အောင်ထည့်ရပါတယ် ဒါကိုမြင်သာအောင်ကျွန်တော်ဥမာလေးကြည့်လိုက်အောင် အခုမြင်နေရတဲ့ဗီဒီယိုဆိုရင် focal length တိုးတဲ့ lens နဲ့ရိုက်ထားတယ် lens ရဲ့ focal length က 18mm ပဲရှိတယ်ကျွန်တော်မတက်ရနေတဲ့နောက်မှာပင်စည်အဖြူနဲ့တပင်းတွေရှိမယ်ပြီးဟိုးနောက်မှာပင်စည်အမဲနဲ့တပင်းတွေရှိမယ်ကျွန်တော်ရက်နေတဲ့နေရာနဲ့အဲ့တပင်းနပင်းရဲ့ခြားအကွာဝေးကိုလည်းဒီဗီဒီယိုကြည့်ရင်ခံမှန်းကြည့်လို့ရတယ် ဒါကိုနောက်ဗီဒီယိုတစ်ခုနဲ့ရှင်းကြည့်အောင်အခုမြင်နေရတဲ့ဗီဒီယိုတော့ focal length ရှည်တဲ့ lens နဲ့ရိုက်ထားတယ်55 mm ဆိုတာသိပ်ရှည်ရောမဟုတ်ဘူးဒါပေမဲ့16 mm ထက်တော့ပိုရှည်ရပေါ့ဒီဗီဒီယိုမှာကျွန်တော်နဲ့ခုနကတက်ပင်တပင်ရဲ့အကွာအဝေးကိုကြည့်ကြည့်လိုက်ရင်ပိုပြီးတော့နီးလာတယ်အောင်ထင်ရမယ်ကျွန်တော်ရက်နေတဲ့နေရာတနေရာတည်းပဲဒါပေမဲ့အခုဒီဗီဒီယိုမှာကြာတော့အကွာအဝေးတွေကပိုပြီးတော့တိုးတယ်အောင် ပိုနီးလာတယ်အောင်ထင်ရတယ် ဗီဒီယိုနှစ်ခုကိုပြန်ရှင်းကြည့်ရင်ဒီလိုမြင်ရမယ်အပေါ်ဗီဒီယိုက focal length ဒိုရယ် lens နဲ့ရိုက်ထားပြီးတော့အောက်ကဗီဒီယိုက focal length shear lens နဲ့ရိုက်ထားတယ်ဗီဒီယိုနှစ်ခုစုံးမှာကျွန်တော်ရက်နေတဲ့နေရာတနေရာတွေပဲဒါပေမဲ့ဘယ် focal length ကိုအသုံးလဲပေါ့ဘူတီပြီးတော့ဗီဒီယိုတွေကအရာဝတ္ထုတွေကတစ်ခုနဲ့တစ်ခုပိုဝေးစေအောင်ပိုနည်းစေအောင်ထင်ရမှာမျိုးရှိရဲ့နောက်တစ်ခုကတော့ depth of field ဖြစ်ပါတယ် depth of field ဆိုတာကတော့မြင်ကွင်းထဲမှာ focus မိနေတဲ့နေရာကိုပြောတာဖြစ်ပါတယ် တကယ်လို့မြင်ကွင်းထဲမှာရှိတဲ့အရာဝတ္ထုတွေအကုန်လုံးကို focus မိစေချင်တယ်ဆိုရင်တော့အဲ့ဒါကို large depth of field လို့ခေါ်ပါတယ် deep depth of field လို့လည်းခေါ်ရပါတယ်တကယ်လို့မြင်ကွင်းထဲမှာ တချို့သောအရာဝတ္ထုတွေကိုပဲ focus မိစေချင်တယ်ဆိုရင်တော့အဲ့ဒါကို shallow depth of field လို့ခေါ်ရပါတယ်ကျွန်တော်မြန်မာလို့ဆိုရင်ရှေးကြီးနောက်ဝါလို့ခေါ်တဲ့ဓာတ်ပုံမျိုးတွေအား ဒါ share လို့ depth of field ပေါ့နော်ဒီနေ့ video ကတော့ဒီလောက်ပါပဲနောက် video တွေမှာလည်းကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေကိုစေကူပေါ့လို့ပဲပြောသွားပါအောင်